ဝါစုသင်္ကန်းနဲ့ကထိန်သင်္ကန်းနဲ့ကြွားချားချက်လေးပြောမယ်ဝါစုသင်္ကန်းဒီအချိန်မရွေနေရာမရွေကာလမရွေအချိန်မရွေကျောင်းတိုင်မရွေတန်ဃာမရွေ ကြိုက်တလောက်လှူပွင့်ရှိတဲ့အလူလွတ်လပ်စွာ free တိုက်လို့ခေါ်တယ်။သင်္ကန်းအလူချင်းအတူတူဝါဆိုသင်္ကန်းအလူကတော့ဝါတွင်းလဲလှူလို့ရတယ်။ဝါပမှာလည်းပဲဝါဆိုသင်္ကန်းမှာဖျားဆိုရှောက်ထားပြီးလှူမယ်ဆိုလေလှူလို့ရတယ်။တစ်ချိန်မက၂ချိန်၃ချိန်အချိန်ပေါင်းမြောင်များစွာလှူလို့ရတယ်။ကျောင်းကိုတိုက်ကိုဘယ်နှချိန်ပဲဖြစ်ဖြစ်သွားပြီးလှူမယ်ဆိုလေလှူလို့ရတယ်ဆိုတော့ဝါဆိုသင်္ကန်းအလူကလွတ်လပ်စွာလှူကွင်းရတဲ့အလူသင်္ကန်းကထိန်သင်္ကန်းကြအဲ့လိုရပါမလား ကတိန်သင်္ကန်းကြတော့အချိန်ကန့်တတ်ချက်ရှိတယ်။နေရာကန့်တတ်ချက်ရှိတယ်။အချိန်ကန့်တတ်ချက်ရှိတယ်ဆိုတော့ရိသက်တနည်းမှာတစ်ခါတစ်လမှာတစ်ကြိမ်တစ်ကြိမ်မှာတစ်ကြောင်းတစ်ကြိမ်တစ်ခါမှာတစ်လတစ်လမှာတစ်ကြိမ်တစ်ကြိမ်မှာတစ်ကြောင်းဆိုတော့ကတိန်ကတတ်မှတ်ချက်ရှိတဲ့အတွက်ကြောင့်ကတိန်သင်္ကန်းကပို့ပြီးတော့မြတ်တယ်လို့တချို့ကယူဆပြီးတော့ကတိန်ကိုခင်းညင်ရတာများလားမများဘူး။ကတိန်ခင်းဆိုတော့ဘုံပြီးခဲ့တဲ့ဒီမလာခင်တပတ်ကဓမ္မတယောက်က ကတိန်လဲခုเจ้าပေါ့လဲခုเจ้าမှာတန်ခါနေရာကျော်ရှိတော့ကတိန်ခင်းကျင်လို့ရှောက်တော့ရှေ့ရရှောက်ထားတာမရှိသေးတော့ကတိန်ကိုလက်ခံလိုက်လက်ခံတော့သူတို့ကမရှောက်ခင်အမလို့သူကဘုံဦးစင်းလေးဘုံเจ้าတာဝန်ခံဦးစင်းလေးကိုလောက်ရှောက်တယ်ဆရာတော်เจ้าမှာကတိန်ခင်းရင်ဘလားလောက်ကုန်နိုင်လဲဗျာဆိုတော့ဆရာဦးစင်းလေးကပြောပြတယ်ကျောင်းကတန်ခါများတော့တဲ့ဒီဝါဆိုသင်ငန်းချုပ်တာတော့မှတန်ခါအစုံ250လောက်လို့တော့350လောက်ကုန်တယ်တဲ့ နော်ပြီးလို့ရှင်ထွေထွေအထွေထွေကိစ္စ300လောက်မတီမာကတိန်တကာဖြစ်ဖို့အဆင်ပြေတယ်ဆိုတော့အဲဒါဆိုရင်ဒီတော့တိုင်ပင်ပြီးတော့လျှောက်ပါမယ်ဗျာဆရာတော်ရန်ကုန်ကြောင်းကြွားတော့အဲ့တကမှလာလျှောက်ပြီးတော့ကတိန်ခင်းပါမယ်ဗျာတဲ့ကတိန်မတီတကာအနေနဲ့ခင်းခွင့်ပြုပါဗျာလျှောက်တော့အေးလျှောက်ထားတာမရှိသေးဘူးဆိုတော့ လက်ခံထားလိုက်တယ်သူလည်းပြောပြကထိန်ကံမြောက်ဖို့ကတော့ဒကမာကြီးရေလို့ကထိန်ကံမြောက်ဖို့ကတော့သင်္ကန်းတစုံနဲ့လာပြီးကထိန်ခင်းရင်လည်းကံဝိနည်းကံရတော့မြောက်ပါတယ်သို့တော့ဒီသင်္ကန်းလက်ခံပြီးနောက်ထပ်ကထိန်အလူခံခွင့်မရှိတဲ့အတွက်ကြောင့်ကျောင်းဝစာသင်သားတွေအတွက်လက်လာပါရှားပါမှာဆိုတော့ဘုန်းကြီးကျောင်းဝတန်ခါများရင်ကထိန်မတီတကာလာရှောင်းရင်အကျိုးကြောင့်မေးပြီးတော့ရွေးရတဲ့အပိုင်းလေးတွေရှိတယ်အဲ့ဒါတော့နားလည်ပါရပါတယ်ဗျာတပည့်တော်ကလည်း နားလဲပါတပည့်တော်ခင်းမှာမဟုတ်ဘူးတဲ့တပည့်တော်ညီမခင်းမှာတဲ့ညီမကဘောစီဗျာတဲ့အဲ့ဒါညီမကိုတပည့်တော်မတိတကာအနေနဲ့ပြောပြီးတော့ညီမခင်းမှာဗျာတဲ့အဲ့ဒါညီမကိုတပည့်တော်ဘလို့ပြောအဲဆိုနင်းသိ200လောက်မတိနိုင်ပါတယ်တဲ့နင်းတို့သုံးနေတဲ့အိတ်တိတ်ကတခါကြရင်ဝယ်သုံးတဲ့လက်ကအိတ်တောင်900 600လောက်ပေးရတာသိန်း900 600 branded တွေလေဈေးတွေအဲ့လောက်ရှိတဲ့အိတ်တွေရှိလားမရှိဘူးလား ငါညီမရဲ့တဲ့အဲ့တလုံးတော့ဝယ်တာလေးလျှော့ပြီးတော့ကထိန်ခင်း